မင်္ဂလာပါရှင်ဒီနေ့တော့ Manchester United ရဲ့လူငယ်ကျယ်ပွင့် Alejandro Garnacho ရဲ့အနာဂတ်အကြောင်းပြောကြအောင် သူ့ရဲ့အပြောင်းအရွှေ့တည်င်းလီဇီးခွတ်တန်ဖိုးအသက်အကျတွေကအတော်လေးစိတ်ဝင်စားစရာကောင်းနေတယ်လေဟုတ်ကဲ့ပါစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါကျွန်တော်မှဒီအတွက်တည်င်းမြစ်တချို့လည်းရှိပါတယ် Mark Wakefield ရဲ့ဆောင်းပါ Transfer Mark အချက်အလက် ပြီးတော့ Spain တည်င်းစာ AS ကဖော်ပြချက်ဒီပေါ့ဟုတ်ပါတယ်အထူးသဖြင့် ပြီးခဲ့တဲ့ရာသီ United ရဲ့ရလက်တီကအမ်တိတ်မကောင်းခဲ့ဘူးလေ။ဥရောပဝင်ခွင့်နဲ့လွဲသွားတော့ဂါနာချို့လိုကစားသမားရဲ့အနာဂတ်ကိုလူတွေကမေခွန်းထိုးလာကြတာပေါ့။ဟုတ်တယ်နော်။ဒီတော့ဒီသတင်းလေးရဲ့နောက်ွယ်မှာဘာတွေရှိလဲ။သူတံဘိုးကဘလို့ဖြစ်နေလဲဆိုတာကိုဒီနေ့နေ့အသေးစိတ်ကြည့်ကြမယ်။အင်းဒီတရင်ဒီဘေကဆလဲဘေအသင်းတွေကဘာကြောင့်စိတ်ဝင်စားနေကြတယ်လဲဆိုတာကိုတွန့်တက်ကြည့်ကြတာပေါ့ အထက်အလဲပြောင်းကဟိုတင်ယူရိုပါလိဂ်ဖိုင်နယ်မှာတော့တော်တင်ဟမ်ကိုရှုံးလိုက်တဲ့အချိန်လို့ပြောရမလားအဲ့ဒါကတစ်ချက်ပေါ့အဲ့ဒီရှုံးမိုင်းတော့ဥရောပပြိုင်ပွဲကြီးကြီးတွေနဲ့လွဲသွားတာကသူ့ရဲ့အပြောင်းရွှေ့ဖြစ်နိုင်ခြေကိုပို့ပြီးတော့အာလူတွေပြော့เสียဖြစ်သွားစေတယ်တကယ်တော့အဲ့ဒီမတိုင်ခင်ဘီလ်ဘောကိုရှုံးတဲ့ပွဲအပီးမာတဲ့ကတရင်တွေထွက်လာတယ်လို့ဟုတ်ပါတယ်တရင်တွေထဲမှာတော့ကလပ်ဘက်ကနေ တင့်တော်တဲ့ကံလန်းမှုရရင်ကနာချိုလိုထွက်ခွာခွေပေးဖို့စဉ်းစားမယ်ဆိုတဲ့သတင်းစကားမျိုးထွက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့တော့ကြောင့်လေတခြား club တွေကပိုပြီးစိတ်ဝင်စားလာကြတာဖြစ်မယ်။ဒါပေါ့။အဲ့ဒီလိုသတင်းထွက်လာတော့သူ့ကိုစောင့်ကြည့်နေတဲ့ club တွေတော့အာအချစ်ပြလိုက်တယ်လို့ဖြစ်သွားတာပေါ့လေ။အရင်ကဆိုနေပိုလီတို့ချဲလ်ဆီတို့အတန်ကြားခဲ့ရတယ်အခုနောက်ဆုံးစပိန်သတင်းစာ AS ကပြောတာကအက်စတန်ဗီလာပါပါလာပြီတဲ့ဟုတ်တယ် ဗီလာကလည်းစိတ်ဝင်စားနေတယ်ပြီးတော့ United နီးပြားဟောင်း Eric Sahe ရဲ့အသင်း Bayer Leverkusen ကလည်းပါနေတယ်ဆိုတော့စိတ်ဝင်စားတဲ့အသင်းတွေကတိုးတိုးဆုံးတယ်နော်ဟုတ်ပါတယ်ဗီလာတော့ရှင်းပါတယ်သူတို့ Champions League ဝင်ခွင့်ရခါတော့အသင်းကိုအင်အားဖြည့်ချင်မှာပဲကနချိုလိုမြန်နဲ့တောင်ပန်သမားကအတုံးဝင်ပါလဲ Leverkusen ကရော Eric Sahe ကြောင့်လားအဲ့လားလဲပါနိုင်တယ်လို့သူတို့ဆီကလူငယ်တောင်ပန်ကစားသမားတယောက်ရောထွက်သွားခဲ့ရင်အစားထိုးဖို့ကြည်တာလည်းဖြစ်နိုင်တယ် ဘလို့ပဲဖြစ်ဖြစ်အတင်းရလက်မကောင်းပေမဲ့တူတူဦးချင်းအရေးသွေးကိုတော့အတင်းမပြူနေကြတော့ဆိုတာတွေ့ရတယ်။ဟုတ်ပါသူ့ရဲ့ရေးကွက်တန်ဖိုးကိုကြည့်ရင်လည်းတော်တော်အံ့ဩစရာပဲ။ Transformer မှာလေ2023300ရာဒီအဆောက်မှာယူရို၄သန်းလောက်ကနေဟုတ်တယ်။ပေါင်နဲ့ဆို3သန်းသန်းလောက်ပဲရှိခဲ့တာ။အခုလက်ရှိမှာယူရို55သန်းပေါင်39သန်းသန်းပေါင်3သန်းထည့်ထားတယ်။အချိန်တိုအတွက်မှခုန်တက်သွားတာနော်။တကယ်တမ်းကျတော့လေအဲ့ထက်တောင်ညင်ဟဲ့သေးတယ်။ ပြီးကြတဲ့အောက်ကဘာလောက်မှာယူရိုတန်း90အထိကျောက်ခဲ့တာပေါင်40နဲ့တန်းပေါင်ဟာတန်း90ပြီးမှပြန်ကျသွားလားဟုတ်ကဲ့မလလောက်မှာလက်ရှိ45တန်းကိုပြန်ကျသွားတာဒီနေရာမှာစဉ်းစားစရာကအဲ့ဒီ90တန်းကသူ့ရဲ့တူးချင်းတောက်ပမှုကြောင့်လားအခုပြန်ကျတာကအသိအချင်းတွေကြောင့်လားဆိုတော့ပေါ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ် ဆိုတော့အမြင့်ဆုံးတန်ဖိုးကသူ့ပေါ်မျောလင့်ချက်တက်တက်ပဲလားဒါမှမဟုတ်အခု45တန်းက United ရဲ့လက်ရှိအခြေအနေကိုထင်ဟတ်တာလားဘယ်လိုထင်လဲရှင်အမ်ကျွန်တော်ကတော့နှခုလုံးရောနေတယ်လို့ထင်တယ်။သူရဲ့အသက်အရေးသွေးဂိုးတွေဖန်တီးမှုတွေကတန်း90ဖြစ်အောင်တွန်းတင်နေတာမှန်တယ်။ဒါပေမဲ့ကစားသမားတန်ဖိုးဆိုတာကအသင်းအောင်မြင်မှုချန်ပီယံလိဂ်လိုပွဲကြီးလေကစားခွင့်ရတာနဲ့လဲဆိုင်တယ်လေ။ဟုတ်ကဲ့။ဆိုတော့ အခု၄သိန်း၅သန်းကသူ့အရေးသွေးကိုအတိမတ်ပြုထားစေ။ဒါပေမဲ့အသင်းရဲ့လက်ရှိအခြေအနေအရသူ့အလားအလာအပြည့်အဝထုတ်ပြဖို့အခွင့်အလမ်းနီးနေနိုင်တယ်။ဆိုတော့ဈေးခွက်ရဲ့အကဲဖြတ်မှုပါနေတယ်လို့မြင်တယ်။ဒီကြားထဲမှာကာနာချိုကိုရဲ့ရဲ့သဘောထားကတော့ဘယ်လိုရှိလဲ။တော်တင်ဟမ်နဲ့ပွဲကီးသူ့ကိုမေးကြတော့သူဖြေသွားတာလေးရှိတယ်နော်။ဟုတ်။သူ့ဖြေသွားတာကတတော်တန်တမန်ဆန်တယ်။ယာတီတကူလုံးကလပ်ရဲ့အခြေအနေတွေကနောက်ဆုံးဆုံးဖြတ်ချက်ကိုလွှမ်းမိုးနိုင်ပါတယ်ဆိုပြီးစတယ်။ ပြီးလို့နှွေရသည်ကိုပျော်ပျော်ပါးပါးစမ်းကြည့်မယ်။နောက်မှဘာဖြစ်မလဲကြည့်ကြတာပေါ့။အဲ့ဒါကစားသမားတို့တို့ညံများဖြီးနေကြပုံစံပါပဲ။ကလပ်ကိုလည်းမထိခိုက်စေဘူး။ကိုအတွက်လည်းလမ်းဖွင့်ထားတယ်ဆိုတဲ့သဘောမျိုးပေါ့။သူလည်းအချိန်နဲ့ရက်ရက်ကိုစောင့်ကြည့်အောင်မယ်ဆိုတဲ့ပုံစံပါပဲ။ဆိုတော့ခြုံပြီးဖြောက်ရရင်ဂါနာချိုဟာဤချင်းရှိတဲ့လူငယ်ကျဲပွင့်တူအဖြစ်ကလပ်တည်းရဲ့အာယုံဆိုင်မှုခဏရပြီးသူ့ရဲ့အနာဂတ်ကတော့အခုချိန်မှမတိချမရေရာဖြစ်နေတော့မယ်လို့ပြောရမှာပေါ့။ ဟုတ်ပါတယ်။ United ရဲ့ပြည်စုံမှုတွေသူ့စီရောက်လာနိုင်တဲ့ကံလမ်းမှုတွေသူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအများကြီးပေါ်မူတည်နေဟုံးမှာပါ။အင်းဒီညမှာနောက်ဆုံးအနေနဲ့ကျွန်တော်ထပ်ဖြည့်ချင်တာတစ်ခုကလည်းဒီဂါနာချိုကိစ္စကကနန်းတွေပြောင်းရွှေ့ကြေးတွေရဲ့နောက်ွယ်ကပိုကြီးတဲ့မိခွန်းတစ်ခုကိုမိမောင်းထိုးပြနေလို့လို့မြင်ခံစားရတယ်။ဘယ်လိုမျိုးလဲရှင်။အတင်းလိုက်ဆွမ်းဆောင်ရည်ကြနေချိန်မှာထွန်းတော်လာတဲ့လူငယ်တယောက်ရဲ့တံပိုးကိုဘယ်လိုတတ်မှမလဲ။ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဘလို့အကောင်းဆုံးပံ့ပိုးမလဲအတင်းအကျိုးစီးပွားနဲ့သူ့ရဲ့တူးချင်းတိုးတက်မှုကိုဘလို့ဟန်ချက်ညီအောင်လုပ်မလဲဆိုတာကထိတ်တန့်ကလတ်တိုင်းရင်ဆိုင်အားတဲ့စင်ခေါ်မှုပဲလေဟုတ်တယ်နော်ဒါကတကယ်စဉ်းစားစရာအချက်ပဲအဲ့ဒီဟန်ချက်ကိုတို့လို့ဘလို့ရှားထွေးကြမလဲဆိုတာကလည်းရှေ့ဆက်ဆုံးကြည့်ရမယ့်အချက်တစ်ခုဖြစ်နေ ਉ မှာပါ